မဟာဒိဋ္ဌနဲ့သုလဒိဋ္ဌညီကိုနှစ်ယောက်ဂရေရှိစေချမ်းသာတဲ့တထေသားတွေညီကိုနှစ်ယောက်အရွယ်ရောက်လာတော့အငယ်ဖြစ်တဲ့သုလဒိဋ္ဌကအိမ်တော်ပြုညီကိုနှစ်ယောက်ကြတစိမ့်ရောတော့အဲ့ဒီမှာအမွေခွဲတယောက်ကိုဂရေ40တီရဂရေ40တီရတော့သုလဒိဋ္ဌနဲ့သုလဒိဋ္ဌဇနီးကချမ်းသာလိုက်တာတို့ဂရေ40တောင်ပဲပိုင်ပြီပေါ့ပစ္စည်းတွေကြည့်ပြီးတော့ပီတိတွေဖြစ်တဲ့ချမ်းသာတဲ့ဒုက္ခလို့ဒီလိုမြင်တယ် မာတိတ်္တကြီးကတော့အဲ့40သောပစ္စည်းကိုကြည့်ပြီးတော့ဒုက္ခလို့မြင်တာဒုက္ခလို့မြင်တဲ့ပုဂ္ဂိုလ်ကသိမ့်ပိုက်ခြင်းစိတ်တွေဖြစ်မဲ့ဒုက္ခမြင်တဲ့ပုဂ္ဂိုလ်ကစွန့်လွတ်ခြင်းစိတ်ပေါက်မယ်ဒီလိုမလားအဲ့ဒါနဲ့ငန်းကြီးတို့ငန်းကြီးမတို့ဒီပစ္စည်းတွေမင်းတို့ပဲယူတော့ငါမလိုချင်တော့ကိုကြီးဘာဖြစ်လို့ငါယဟန်ပြုမှန်မှုပါတဲ့ယဟန်ဘဝဓာတ်တွေမလိုလို့အဲ့ဒါနဲ့သူ့ညီနဲ့သူ့ညီဇနီးကိုပေးပြီးယဟန်ပြုသွား ယံဘဝကိုသီလစင်စင်ကြဲကြဲနဲ့ပြည့်တယ်တပါးတည်းမဲ့နေပြီးတော့တရားအားထုတ်တော်တယ်မတပါးတည်းနေပေါင်းများစွာကြာတော့ပြည့်တယ်အိမ်မှာကြံခဲ့တဲ့သုလတိတ်သဇနီးကတွေးတယ်။အော်ငါတို့ငငယ်ရွယ်နဲ့ချမ်းသာလိုက်တာဂရီ80တောင်ချမ်းသာ။ဂရီ80ချမ်းသာတာလည်းပဲမာတိတ်သက40ပြီလို့80ဖြစ်တာ။တကယ်လို့များသူသာသနာပေါ်မှာပြောလို့ပြန်လာရင်သူ40ပြန်ပေးရအောင်ပါ။ဒါဆိုရင်တို့လဲစီးစဉ်ကတဝက်ရော်အောင်ပါ။ တို့စည်းစိမ်တော့ရော့ခံလို့မဖြစ်ဘူးဒီကိုယ်တော်ကြီးအပြတ်ရှင်းမှဖြစ်မယ်လူသာသမားတွေခေါ်ပြီးတော့လိုက်တာခိုင်းတာဗျာစာထဲမှာပါတာတော့လူသာသမား900ငွေ900ပေးတာခိုင်းတယ်လူသာသမား900ငွေဘယ်နေရခွဲလိုက်တယောက်မှဘယ်လောက်ရတယောက်ဘယ်လောက်စီရဟဲ့ကဲ10သီးတဲ့ဟော100သီးတဲ့ အိမ်ကျမသာတွေ့ပေါ်ပြန်နော်လူသားသမားက900ငွေကဘယ်နေရာတယောက်ကိုဘယ်လောက်ရအဲတယောက်တစ်ချက်နဲ့ဘုန်းကြီးတတ် မှာနော်အဲ့ဘွဲကလေအောင်းစရာကောင်းသွားတတ်ကြတာတော်ကြီးတွေမှာပြိတဲ့တပားတဲ့ဟိုကထိုင်းတယ်နေဝင်မိုးချုပ်ကသာတရားအထုတ်နေတဲ့မာတိတ်တာနာယုတ်ယုတ်နဲ့ဘုန်းတော်ဝိုင်းထားဟဲ့တကားတွေယုတ်ယုတ်နဲ့မလုပ်တယ်လေ ရှင်ဖရဘွဲ့ဘလို့ခေါ်တာတို့ငါဘွဲ့မဟာတိတ်တာလို့ခေါ်တယ်အရှင်ဖရကိုတတ်မလို့လာတာတတ်မလို့လာတယ်ဆိုတော့ပြိသိအများကြီးမတောင်းမှုတခွန်းနဲ့ပဲဧကရတ္တိဇီဝိတံဒေထတညလောက်တော့အသက်ချမ်းသာပေးပါအများကြီးတောင်းလာတညရဲလားမိုးလင်းရင်တော့တတ်ပါကွာတဲ့ညတော့ချမ်းသာပေးကြပါဦး။အိုးရှင်ဘုရားကမိုးလင်းမှတတ်ပြောညထပြေးဘယ်နဲ့လုံမလို့ အရှင်ဘုရားဘက်ကတက်တဲ့အာမခံတွေဘယ်သူရှိလို့တော့တကယ်လို့မင်းတို့ကတက်တဲ့တွေအာမခံတွေရှိရောချမ်းသာပေးမှာမို့လားပေးပါမယ်တက်တဲ့ရှိရင်တော့ကောင်းပါပြီဒါဆိုရင်ကြည်ကြတော့နိမ့်နာရှိတဲ့ကြောက်တုံးနဲ့ခြေစလုံးတွေရိုက်ချိုးပလိုက်အယိုးတွေပြန်ပြန်ကျိုးသွားတော့ထနိုင်သေးလားငါငံမထနိုင်တော့ပါဘူးကွာတဲ့ဒီလောက်ဆိုမင်းတို့လုံလောက်ပါပြီလားဟာလုံလောက်ပါပြီရှင်ဘုရားရေတဲ့ရှင်ဘုရားကလည်းမနဲ့မိုးလင်းသေးရမှကြီးများညဘာဖြစ်လို့ပေါင်ချိုးနေသေး ပေါင်ချိုးတာကမင်းတို့ကိုအာမခံနေနဲ့ပေးတာပါကွာ။ဘာဖြစ်လို့တညာလေးအသက်ရှင်ခြင်းသေးတာတို့။တညာလေးအသက်ရှင်ခြင်းသေးတာတို့မေးတော့မာတိတ်တာကြီးပြောတာအတ္တိယာမိခရာယာမိတရာကမရဏအဟံ။အခုလိုခွင်ကောင်းကြီးနဲ့ကြုံကြိုက်နေတဲ့အခိုက်မှာယာခနဲ့သေရမှာရှက်လွန်းလို့ပါတဲ့ဒီလိုပြောတာ။ဘာနဲ့သေရမှာရှက်တယ်။သူတော်ကောင်းများအခွင့်ကောင်းကိုချောင်းတယ်ဆိုတာအဲ့ဒါမျိုးနော်။ အဲ့ဒီမှာပြိဿယကောင်းပါပြီဗျာတရားအထုတ်ပါဆိုတရားအထုတ်ဝေရဏဝိခံပိတဝါသီလံပင်စဝက်ခံတော်ပတိသုဒ္ဓသီလံနှိဒ္ဒယံပိတိပါမောဇံဥပ္ပစီဝေရဏဝိခံပိတဝါဝေရဏကိုခွာတယ်ဘာကိုခွာတယ်ပေါင်ကျိုးနေတဲ့ဝေဒနာဆိုတော့ဒုက္ခဖြစ်မလားဒုက္ခဖြစ်မစင်စားဘူးတဲ့အဲ့ဒါကိုခွာထား သီလံပင်စဝက်ခံတော်တဲ့ယဟန်ဘဝရောက်တဲ့နေ့ကစပြီးကိုယ်သီလစင်ကြယ်သလားမစင်ကြယ်ဘူးလားဒါပြန်စစ်တာလူဘဝနေခဲ့တဲ့အခိုက်မှာရောငါသီလတွေစင်ကြယ်သလားမစင်ကြယ်ဘူးလားဒါပြန်စစ်တာအဲ့ဒီကမှသူတပ္ပသားရဲ့ပုံမှာမတရားပြောခဲ့ဘူးတာမတရားလုပ်ခဲ့ဘူးတာမတရားဆိုခဲ့ဘူးတာမတရားယူခဲ့ဘူးတာဘာမှမရှိဘူးတဲ့ကိုယ့်ရဲ့လုပ်တဲ့ကိန်းတဲ့ပုံမှာစင်ကြယ်နေတာနဲ့မြင်လိုက်ရရောပီတိဖြစ်တယ်ဘာဖြစ်တယ် ပီတိပါမွဇံနဲ့နှစ်သက်တယ်ဝမ်းမြောက်တယ်။တနည်းပြောရင်ပျော်တယ်ပေါ့။မနဲ့သေးရတော့မှညဘာဖြစ်နေတယ်။အံ့ဩစရာကောင်းတာအဲတာ။ဘာရှိလို့ပျော်တာ။ချမ်းသာလိုက်တာသေခဏိရောက်နေပြီနော်။မိုးလင်းရင်သေရမှန်းလည်းသိတယ်ညပျော်ရဲတဲ့တတ္တိရှိတာဒီသီလရှိလို့ပဲသူတော်ကောင်းတယ်။ဟုတ်ပြီလား။ခဏိခေလူတွေကြည့်ပေါ့ဆေးုံဆေးကန်းသွားဘာယောဂဖြစ်နေတဲ့ရေဟိုကပြောလိုက် သေရမှမသိသေးဘူးနော်ယောဂါရှိတယ်ကြားတာနဲ့တင်ဘာဖြစ်ပြီတော့မျက်လုံးမျက်စိမျက်နှာမသားမရဖြစ်တယ်မို့လား